အရင်ကောင်းတဲ့အတင်းတွေဆိုဂိုးပြည့်ဖြုတ်တဲ့ချက်စီနဲ့ဘိုင်ယန်ရဲ့ရှုံးဝင်းမရှိဆန်ခြင်းကိုရက်တန့်ပြစ်လိုက်တဲ့ဆင်ပြိုင်ရင်ချက်စီအတင်းဟာကပအကောင်းဆုံးဆိုရဲ PSG ကိုဂိုးပြတ်သွင်းပြီးဝေါ်ကက်ကိုယူခဲ့တယ်လို့ဒီနေ့ချန်ပီယံလည်းမှာလေအရင်ကောင်းနေပါတယ်ဆိုရဲဘာစီလိုနာကိုထိုနီးတူစွာ၃ဂိုးသွင်းပြီးကပချန်ပီယံဆိုရဲဂုံပုတ်ကိုတတ်တည်ပြခဲ့ပါတယ်အဲ့ပွဲမှာချက်စီကစားသမားများအားလုံးခြေစွမ်းပြခဲ့ပြီးအသက်အငယ်ဆုံးအက်စတာဘိုကလည်းဂိုးသွင်းနိုင်ခဲ့ပါတယ်လာမယံမိုင်ဆိုသူကလည်းကိုကိုရီလာရဲ့အိတ်ကက်ထင်မှန်တာရှိနေပြီးအရင်လီဂျင်ရဲ့ဘာစီလိုနာဟာပွဲပြီးမှအချက်တကွင်းနဲ့ရှုံးနေခဲ့ရပါတယ် င်းဒီနေ့မှာပရီးမီးယားလိရောဘယ်တော့မှမရဘူးလေချန်ပီယံလိပါယူမယ်ဆိုရဲစင်ပြန်ကြီးတို့ကတော့ပရီးမီးယားလိနဲ့ချန်ပီယံလိမှာအဆင့်တနေရာမှာရပ်တည်နေပါရယ်အာဆင်နယ်ကအရင်တုန်းကလိုစောင်းဝင်တိုင်းရှုံးနေမယ်အာဆင်နယ်မဟုတ်တော့ဘူးလို့ဒီယာတီရှုံးမရှိဘိုင်ယန်ကိုဂိုးပြတ်တည်ပြီးတက်တည်ပြလိုက်ပါရယ်ဒီနေ့ရဲ့2025 2026ဘောလုံးယာတီဟာအာဆင်နယ်ဖန်တွေအတွက်အကျဉ်းနဲ့ဆုံးနှစ်လို့ပြောရမှာပါလာမယ့်စူပါဆန်နေမှာဒီနှစ်တင်းတွဲဆုံးမဲ့လန်ဒန်ဒါဘီမှာချက်စီးပဲနိုင်သွားမလားအာဆင်နယ်ပဲနိုင်သွားမလားဆိုတော့ကိုကိုမန်လီမှာမန်သွားခဲ့ပါအောင်နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြရတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ရှိပါရခင်ဗျာ